ဗီယက်နမ်နိုင်ငံမှာတယ်ဖုန်းမုန်တိုင်းဘူအလွိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့်လူ၈ဦးသေဆုံးပြီး၁၈ဦးပျောက်ဆုံးနေကြောင်းသိရပါဗျ။ဘူအလွိုင်းဟာစောပိုင်းတုန်းကဖိလစ်ပိုင်နိုင်ငံမှာလဲထိခိုက်သေးခြင်းမှုတွေဖြစ်ပေါ်စေခဲ့တာပါ။အဲနောက်စက်တင်ဘာ၂၉ရက်နေ့မှာဗီယက်နမ်နိုင်ငံအလဲပိုင်းကိုအရှိတ်အကန့်ကြီးကနေစတင်ဖြတ်ကျော်ခဲ့တာဖြစ်ပါတယ်။လောလောဆယ်မှာတော့မုန်တိုင်းကဗီယက်နမ်ပိုင်နက်ကိုကျော်လွန်လာပြီးလာအိုပိုင်နက်ထဲဝင်ရောက်နေပါတယ်။ဘူအလွိုင်းဟာဘူပိုင်းမုန်တိုင်းရဲ့အဆင့်ကနေတိုက်ဖုန်းအဖြစ်အားကောင်းလာပြီးဗီယက်နမ်ကိုဖြတ်သန်းခဲ့တာပါ။ မုံတိုင်းကြောင့်ဗီယက်နမ်မှာမိုးသည်သည်ထနဲ့ရွာသွန်းမှုတွေလေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့သလိုတချို့ကမ်းခြေတွေမှာလည်း10မီတာလောက်ထိမြင့်တဲ့လှိုင်းလုံးကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်။မုံတိုင်းကြောင့်အသေးပြောက်10ဦးထိစရင်ရထားပြီး Quam Tree ပြည်နယ်ထဲမှာတော့တငါသည်18ဦးပျောက်ဆုံးနေတယ်လို့အာနာပိုင်တွေကပြောပါတယ်။ဘူအလိုက်ဟာဗီယက်နမ်ကမ်းခြေကိုစတင်ဝင်ရောက်ခြင်းတုန်းကတနာယီ139ကီလိုမီတာနှုန်းလောက်လေးတိုက်အားရှိခဲ့ပေမဲ့အခုတော့တနာယီကို84ကီလိုမီတာနှုန်းလောက်ထိအားပြော့သွားပြီဖြစ်ပါတယ်။ မုံတိုင်းဖြတ်တန်းရလမ်းတစ်လျှောက်မှာအင်ဂျီ300လောက်အပျက်စီးတွေရှိခဲ့ပေမဲ့အရန်ဆူဆူရွရွထိခိုက်ဆုံးရှုံးမှုတွေတော့မကြုံခဲ့ရပါဘူးမုံတိုင်းမဝင်ရောက်ခင်ကတည်းကအန္တရာယ်ဇုန်တွေမှာနေထိုင်သူ3000နီးပါးလောက်ကိုဂျူတင်ရွှေ့ပြောင်းထားခဲ့တယ်လို့လေရင်ခရီးစဉ်အများပြောက်လဲရွှေ့ဆိုင်ထားစေခဲ့ပါတယ်ဘူအလိုက်ဟာစောပိုင်းကဖိလစ်ပိုင်နိုင်ငံကိုလည်းဖြတ်တန်းတိုက်ခတ်ခဲ့တာကြောင့်လူ10ဦးထပ်မံအသက်ဆုံးရှုံးခဲ့ပါတယ်ဗီယက်နမ်ဟာတောင်တရုတ်ပင်လယ်နဲ့ရှီလျားတဲ့ကမ်းရိုးတန်းမျိုးထိစပ်နေပြီး နှစ်စဉ်တိုင်ဖွန်းမုန်တိုင်းတွေဝင်ရောက်မှုတန်းကိုကြုံတွေ့ခံစားရလေရှိပါတယ်အခုနှစ်ဇန်နဝါရီကနေဩဂတ်လအတွင်းဗီယက်နမ်မှာသဘာဝဘေးတွေကြောင့်သေဆုံးပျောက်ဆုံးခဲ့သူရေအတွက်ကလည်း185ဦးထပ်မံရရှိခဲ့ပြီဖြစ်ပါတယ်ရှင်